မင်္ဂလာပါရှင်အလဲဘန်က CMB ကုမ္ပဏီများထံပြည်သူပါတီကတနိတာကြီးအချို့မှာရွေးကောက်ပွဲအောင်နိုင်ရေးရုံးခန်းများဖွင့်လှစ်ပြီးကိုယ်စားလှယ်လောင်းများကိုရမီရဖများထံအနှံနေတဲ့တွင်ထိုင်းနဲ့အငင်းပွားနေတဲ့နေဆက်ဒေသမှာတင်းမမှုမြင့်တက်လာတာကြောင့်ကမ္ဘောဒီးယားကယာနဲ့ချီရဒေသခံများကိုဘေးလွတ်ရာရှေ့ပြောင်းနေတဲ့တွင်ယူကရိန်းမြို့တော် KF ဟာအင်အားကြီးမားတိုက်ခိုက်မှုကိုခံခဲ့ရတယ်လို့မြို့တော်ဝန်ပြောကြားတဲ့တွင် ရှမားစပိန်လူစင်းကနှုတ်ထွက်မှုအပေါ်ဘာစီလိုနာအသင်းနဲ့သဘောတူညီမှုမရှိကြောင်းနှီးပြပြောကြားတဲ့တဲ့အဆိုင်ရှင်းသတင်းများကိုတင်ဆက်မှာပါ။ဦးစောတဲ့တပုတ်အနေနဲ့ဘဟိုဘန်က CMB ကုမ္ပဏီများထံမှဝယ်ယူထားတဲ့တကယ်ကြောင်းငွေများအနက်စတုံးစီတင်သွင်းတဲ့ကုမ္ပဏီများသို့ဒေါ်လာ6.3သိန်းကျော်ထပ်မံရောင်းချတဲ့တဲ့ကိုတင်ဆက်ပါမယ်။ဘဟိုဘန်က CMB ကုမ္ပဏီများထံမှဝယ်ယူထားတဲ့တကယ်ကြောင်းငွေများအနက်စတုံးစီတင်သွင်းတဲ့ကုမ္ပဏီများသို့နိုဝင်ဘာလ10ရက်ကဒေါ်လာ6.3သိန်းကျော်ကိုထပ်မံရောင်းချခဲ့ကြောင်းသိရပါသည်။ ဗဟိုဘဏ်က CME ကုမ္ပဏီများထံမှဝယ်ယူထားတဲ့နိုင်ငံခြားငွေများအနက်စားသုံးစည်းတင်သွင်းတဲ့ကုမ္ပဏီများတို့ဒေါ်လာ14သိန်း9932.5ဒသမ5စက်သုံးစီတင်သွင်းတဲ့ကုမ္ပဏီများတို့ဒေါ်လာ9,465.4ဒသမ6ကိုအော်တိုဘာလ30ရက်ကထပ်မံရောင်းချခဲ့ပါတယ်။ အဲ့ဒီ FA trade မှာဘိုးသက်စေးဓာတ်မြေဩစာ plastic ကတရားစေဝါနဲ့စေဝါကုန်ချမ်းပစ္စည်းစက်မှုကုန်ချမ်းဆက်လုပ်ရေးပစ္စည်းတန့်စင်တကြားကားဆိုင်ငယ်ပုပစ္စည်းစက်တရေးပစ္စည်းတိရိစ္ဆာန်အစားထုတ်ပိုးပစ္စည်းများတမနီစိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများစက်တရေးပစ္စည်းလူသုံးကုန်ပစ္စည်းစက်သုံးကုန်စီတင်သွင်းတဲ့ import များမှာနိုင်ငံခြားငွေဝယ်ရရှိခဲ့ကြောင်းသိရပါတယ်။ ဗဟိုဘဏ်က CMB ကုမ္ပဏီများထံမှဝယ်ယူထားတဲ့နိုင်ငံခြားငွေများအနက်စက်သုံးစီတည်သွင်းတဲ့ကုမ္ပဏီများတို့အောက်တိုဘာလ29ရက်ကဒေါ်လာ10သိန်း3032ထပ်မံရောင်းချခဲ့ပါတယ်။ဗဟိုဘဏ်က CMB ကုမ္ပဏီများထံမှဝယ်ယူထားတဲ့နိုင်ငံခြားငွေများအနက် စက်သုံးစီတင်းတဲ့ကုမ္ပဏီများတို့ဒေါ်လာ73သိန်း25525ကိုအော်တိုဘောလာ28ရက်နေ့ကထပ်မံရောင်းချခဲ့ပါတယ်။၎င်းဒီ FA Trade တင်းမှာပေါင်းသက်စီတက်မြင့်ဩစာကတ္တရာစေဝါနဲ့စေဝါကုန်ချင်းပစ္စည်းဆက်မှုကုန်ချင်းဆက်လုပ်ရေးပစ္စည်းကားဆိုင်ငယ်ပိုပစ္စည်းစစ်သရေးပစ္စည်းတရိတ်ဆန်အစားထုတ်ပိုးပစ္စည်းများတမဏိစိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများလူသုံးကုန်ပစ္စည်းစက်သုံးကုန်စီတင်းတဲ့အင်ပိုတာများမှနိုင်ငံခြားငွေဝယ်ရရှိခဲ့ကြောင်းသိရပါတယ်။ဒီသတင်းကိုတင်ဆက်ပါမယ်။ ပြည်သူပါတီကပဲခူးရဲနေသားကြီးနဲ့အေရီရဲနေသားကြီးပါတီရွေးကောက်ပွဲအောင်နိုင်ရေးရုံးခန်းဖွင့်လှစ်ပြီးကိုစရဲလောင်းများကိုရမရဖများထံအနှံခဲ့ကြောင်းသိရပါသည်ပဲခူးရဲနေသားကြီးရွေးကောက်ပွဲအောင်နိုင်ရေးရုံးခန်းဖွင့်လှစ်ပွဲအခမ်းအနားကိုနိုဝင်ဘာလ17ရက်နေ့မှာကျင်းပရာပြည်သူပါတီဥက္ကဋ္ဌဦးကိုကိုကြီးနဲ့ဗဟုအလုံးမှုဆောင်ကော်မတီဝင်များပဲခူးရဲနေသားကြီးအတွင်းမှာရှိတဲ့ပြည်သူပါတီခေါင်းဆောင်များပါတီဝင်များတက်ရောက်ခဲ့ကြပါသည် ၎င်းခန်းသားမှာတာဝန်ရှိသူများကဆိုင်းဖို့ကိုအမွေးနဲ့သားရေးများပတ်ဖြန်းပေးပြီးပြည်သူ့ပါတီဥက္ကဋ္ဌဥက္ကကိုကြီးကအဖွဲ့အမှားစကားပြောကြားခဲ့ကြောင်းသိရပါသည်။အဲဒီနောက်ပဲခူးတိုင်းအတွင်းမှဝင်ရောက်ရွေးချယ်ခံမဲ့ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းများကိုရမီရဖောက်များထံအနှံ့ပေးခဲ့ကြောင်းသိရပါသည်။ထို့အတူပြည်သူ့ပါတီ AR တိုင်းဒေသကြီးရွေးကောက်ပွဲအောင်နိုင်ရုံခန့်ဖွင့်ပွဲနဲ့ဆိုင်းဖို့တင်ပွဲကိုပသိမ်မြို့နယ်အမှတ်လေးရက်ွက် ဘိုဘာတီလမ်းမှာရှိတဲ့အေယော်ရီဒန်ဒေတာကြီးရုံးခန်းမှာနိုဝင်ဘာလ9ရက်ကပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ဆိုပါခန္ဓာတို့ပြည်သူပါတီဘဟုဥက္ကဋ္ဌဥပုပ္ပိုလ်ကြီးနဲ့ဗဟုအလုံးမှုဆောင်ကော်မတီဝင်များအေရီတိုင်းဒေသကြီးတွေမှာရှိတဲ့ပြည်သူပါတီခေါင်းဆောင်များပါတီဝင်များတက်ရောက်ခဲ့ကြကြောင်းသိရပါတယ်။အခမ်းအနားတွင်ပါတီဘဟုဥက္ကဋ္ဌဥပုပ္ပိုလ်ကြီးကအဖွဲ့အမားစကားပြောကြားပြီးအေရီတိုင်းတွင်မှဝင်ရောက်ရွေးချယ်ခံမဲ့ပြည်သူပါတီကိုယ်စားလှယ်လောင်းများကိုရမီရဖများထံအနှံ့ချင်းတို့ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ ဆက်လက်ပြီးထိုင်းနဲ့အငင်းပွားနေတဲ့နေဆက်ဒေတာမှာတင်းမမှုမြင့်တက်လာတာကြောင့်ကမ်ဘောဒီးယားကအရာနဲ့ချီရဲ့ဒေတာခံများကိုဘေးလွရာရွှေပြောင်းတဲ့တရင်ကိုတင်ဆက်ပါမယ်။ထိုင်းနဲ့အငင်းပွားနေတဲ့နေဆက်ဒေတာမှာတင်းမမှုများမြင့်တက်လာတာကြောင့်ကမ်ဘောဒီးယားအနာပိုင်များကနေဆက်အနည်းရှိခြေရတရမှရာနဲ့ချီတဲ့ဒေတာခံများကိုနိုဝင်ဘာလ13ရက်နေ့မှာဘေးလွရာရွှေပြောင်းပြီးခဲ့ပါတယ်။ နှစ်နိုင်ငံနယ်စပ်မှာအပြန်အလှန်ပြစ်ခတ်မှုများဖြစ်ပွားခဲ့တာကြောင့်ကမ္ဘောနီးယားဗက်ချမ်းမှာရှိတဲ့အဆိုပါကျေးရွာမှဒေသခံတဦးသေဆုံးခဲ့ပြီးတဲ့နောက်ယခုကဲ့သို့ဒေသခံများကိုနေရာရှေ့ပြောင်းပေးခဲ့ခြင်းဖြစ်ပါသည်ရဇဒေတာရဲ့ကင်းလှည့်တဲ့နေရာတစ်ခုမှာမြေမြုံမိုင်းပောက်ကွဲမှုကြောင့်ထိုင်းစစ်သားတအူ6တောက်တစ်ဖက်ဆုံးရှုံးခဲ့ပြီးတဲ့နောက်နှစ်ရက်အကြာဖြစ်တဲ့ညိုဝီမာလ12ရက်နေ့မှာအပြန်အလှန်ပြစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ အဲ့ဒီမြေမြုံမိုင်းဟာအသေးမြုံနှံထားတဲ့မြေမြုံမိုင်းဖြစ်ကြောင်းနဲ့စစ်သားတအူ6လောက်တစ်ဖက်ဆုံးရှုံးခဲ့ကအခြားစစ်သား3ဦးတည်းရရှိခဲ့ကြောင်းထိုင်းကဥမာလူပေါင်း43ဦးသေဆုံးခဲ့ကောင်း လူ၃သိန်းခန့်ဘေးလွတ်ရာရွှေ့ပြောင်းနေထိုင်ခဲ့ရပြီးတဲ့နောက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ထောက်ခံမှုနဲ့အပြစ်ခက်ရေးဆဲသဘောတူညီချက်ရရှိခဲ့ပါတယ်။ဒါ့ပေမဲ့နေဆက်မှာမြေမြုံမိုင်းပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးတဲ့နောက်ထိုင်းနိုင်ငံကကမ္ဘောဒီးယားနဲ့ညီငယ်သဘောတူစာချုပ်ပါချက်များကိုပြဋ္ဌာန်းမှုအားရန်နာကြောင်းကြေညာခဲ့ပါတယ်။နိုဝင်ဘာလ၁၂ရက်နေ့မှာထိုင်းနိုင်ငံရဲ့စာကေအိုပြည်နယ်နဲ့ကမ္ဘောဒီးယားရဲ့ဗန်တီမင်ချေးပြည်နယ်ကြားမှာရှိတဲ့နေဆက်ဒေသမှာတနက်ပြစ်ခတ်သံများကြားရကြောင်းနိုင်ငံအရာရှိများကပြောကြားခဲ့ပါတယ်။အဲ့ဒီပြစ်ခတ်မှု းများကြောင့်အရသာတူသေးဆုံးပြီးသုံးတယ်ရခဲ့ကြောင်းကမ္ဘောဒီးယားဝန်ကြီးချုပ်ဟိုမာနက်ကပြောကြားခဲ့ပါတယ်။အဲဒီလိုရက်တွေကနေဆက်ပြဿနာတွေကိုငြင်းငြင်းစွာဖြေရှင်းမှုအတွက်မကြသေးခင်ကမှရရှိခဲ့တဲ့သဘောတူညီချက်တွေနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစိတ်ဓာတ်ကိုစန့်ကျင်နေပါလေလို့ဟိုမာနက်က၎င်းရဲ့ Facebook မှာရေးသားခဲ့ပါတယ်။ဒါပေမဲ့ထိုင်းနိုင်ငံကမူကမ္ဘောဒီးယားစစ်သားများဟာထိုင်းရဲ့နယ်နိမိတ်တွင်းသို့ပြစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းထိုင်းတော်ဝင်ကြီးတက်ရဲ့ပြောရေးဆိုခွင့်ရှိသူ ဝေထိုင်းစုပေါ်ရီကပြောကြားခဲ့ပါသည် ဒါကြောင့်ထိုင်းစစ်သားများကလည်းအကာအကွယ်ယူပြီးတုံ့ပြန်တဲ့အနေနဲ့သတိပေးပြစ်ခတ်ခဲ့ကြောင်းနှင့်အဆိုပါဖြစ်စဉ်ဟာစေမီနီခန့်ကြောင်းမြင့်ခဲ့ကတိုင်းနိုင်ငံဘက်မှထိခိုက်တည်ဆုံးသူမရှိကြောင်း၎င်းကဆိုပါသည်ကမ္ဘောဒီးယားနှင့်ထိုင်းဟာကီလိုမီတာ800ကျော်မိုင်900အရှိရှိတဲ့နေဆက်ဒေသနဲ့ပတ်သက်ပြီးကာလာကြာရှည်အငင်းပွားလာခဲ့ပြီးအဲ့ဒီနေဆက်စည်းကိုအင်ဒိုချိုင်းနာကျောဆယ်အားပြည်သက်ကတိမ့်ပိုက်ချင်းတွင်ရေးဆွဲခဲ့ခြင်းဖြစ်ပါသည်၂၀၁၉ကနိုင်ငံနေဆက်နီးမှာရှိတဲ့နှစ်တန်900ရှိတဲ့ Press by here ဖျားကြောင်းအနည်းမှာမြေခွက်ကို ပိုက်ဆိုင်မှုညင်းပွားခဲ့ကောစီပတိပခဖြစ်ပွားခဲ့ပါတယ်ဆလဘီယူကရိန်းမြို့တော် KF ဟာအင်အားကြီးမားတိုက်ခိုက်မှုကိုခံခဲ့ရတယ်လို့မြို့တော်ဝန်ပြောကြားတဲ့သတင်းကိုတင်ဆက်ပါမယ်။နိုဝင်ဘာလ14ရက် ီးယက်မြို့လယ်မှာပောက်ခွဲတံများကိုကြားရတယ်လို့ AFP သတင်းထောက်များကပြောကြားခဲ့ပါတယ်။2022ခုနှစ်အဖေဖိုင်24ရက်နေ့မှာယူကရိန်းကိုစတင်တိုးကျော်ခဲ့တဲ့ရုရှားဟာယူကရိန်းရဲ့အခြေခံအဆောက်အများကိုတိုက်ခိုက်မှုများပုံမူလို့ဆောင်ခဲ့ပါတယ်။အထူးသဖြင့်ယူကရိန်းတအားပြေးစစ်ရုံများကို၎င်း၊ရထားလမ်းများကို၎င်း၊လူနေရပ်ကွက်များကို၎င်း၊မကြသေးမီကတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ပါတယ်။နိုဝင်ဘာလ24ရက်နေ့မှာဒုံးကျည်များဒရုန်းများကမြို့တော်ကီယက်မှာရှိတဲ့အရေးကြီးတဲ့အခြေခံအဆောက်အများကိုပြင်းထန်ထားခဲ့တယ်လို့ကီယက်ဒေသဆိုင်ရာစစ်အုပ်ချုပ်ရေး ဖွဲ့ရဲ့အကြီးအကဲမိုက်ကိုလာကာလာရှနစ်ကနိုဝင်ဘာလ14ရက်နေ့မှာပြောကြားခဲ့ပါတယ်။၎င်းတက်ခဲမှုကိုမြို့တော်ဝါဗီဒါလီခရစ်ကိုကအင်အားကောင်းတဲ့ရန်သူတက်ခတ်မှုလို့ပြောကြားခဲ့ပြီးလေကြောင်းကော်ရေးတပ်ဖွဲ့များကစစ်စင်ရေးလုပ်နေတယ်လို့ဆိုပါရီတက်ခတ်မှုအတွင်းတဦးသေးဆုံးခဲ့ပြီးအနည်းဆုံး15ဦးဒဏ်ရာရခဲ့တယ်လို့ယူကရိန်းအရေးပေါ်ကဲဆေးဌာနကထုတ်ပြန်ခဲ့ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ ယမစပိန်လူစည်းငါနှုတ်ထမှုအပေါ်ဘာစလိုနာသင်းတဲ့သဘောတူညီမှုမရှိကြောင်းနှီးပြပြောကြားတဲ့တဲ့ရင်းကိုတင်ဆက်ပါမယ်။စပိန်လက်ရွေးစင်သင်းနှီးပြဒဲလာဖွန်တီကတိုက်စစ်ကစားသမားယမစပိန်လူစည်းငါနှုတ်ထမှုအပေါ်ဘာစလိုနာအသင်းတဲ့သဘောတူညီမှုမရှိကြောင်းပြောခဲ့ပါတယ်။ ၎င်းဟာရမနှုတ်ထက်ကလေးကအန်အားသင့်စရာကောင်းတဲ့လုပ်ရည်လို့ဝေဖန်ခဲ့ပါတယ်။ဒါအပြင်၎င်းကကလပ်နဲ့နိုင်ငံလက်ရွေးစင်အသင်းကြားဆန့်ရေးပိုကောင်းရမယ်လို့လည်းတုံ့တက်ခဲ့ပါတယ်။စပိန်သင်းဟာကမ္ဘာဖလားခြေစစ်ပွဲအုပ်စုအေးမှာခြေစစ်ပွဲမအောင်သေးပေမဲ့လေးဝဲကစားလေးဝဲစလုံးအနိုင်ရပြီးအုပ်စုပထမရဖို့အနည်းဆက်နေပါတယ်။နိုဝင်ဘာလ15ရက်မှာဂျော်ဂျီယာနဲ့အဝေးကွင်း၊နိုဝင်ဘာလ17ရက်နေ့မှာတူရကီနဲ့အိမ်ကွင်းပွဲတွေကစားရမှာပါ။စပိန်သင်းအနေနဲ့ဂျော်ဂျီယာကိုမရှုံးခဲ့ရင် အသေးသမိုင်းတစ်လျှောက်စံချိန်ပြည့်ဖြစ်တဲ့ပွဲ30ဆက်ရှုံးပွဲမရှိမှတ်တမ်းရရှိပါလိမ့်မယ်။လေဝရဒယမနခင်တင်မြတ်ကိုတင်ဆက်ခဲ့တာပါကြည့်ရှုနားဆင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောမနခင်ချိန်ခါဖြစ်ကြပါစေရှင်